ီကနေ့မှာပြောပြလိုတဲ့အကြောင်းအရာကတော့ဗဟုရှုပ်ကံမှုကင်းတဲ့မြမတော်လင်ရေးဟာကျန်းကျန်းခံနိုင်ပြီးလိုအပ်တယ်လို့ပြုပြင်ပြောင်းလဲနိုင်တယ်ဆိုတော့ခေါင်းစဉ်နဲ့မက်လာ19ရက်နေ့ကဒေါက်တာမီမီဝမ်ဘက်ရေးသားထားတဲ့အကြောင်းအရာဖြစ်ပါတယ်။ The Diplomat စာမျက်နှာမှာဖတ်ရတာဖြစ်ပါတယ်ခင်ဗျာ။ခေါင်းဆောင်မှုပိုင်းညီညွတ်မှုမရှိတာကိုအာနေဂျာတခုလို့မကြခဏဖော်ပြကြပါတယ်။ဒါပေမဲ့ဒါဟာတော်လင်ရဲ့အကြီးမားဆုံးအတားကျဖြစ်နိုင်ပါတယ်။ 2021ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာစစ်တကအနာတိန်တော်ကအများစုကအရင်သမိုင်းအဖြစ်ပြက်တွေအတိုင်းထပ်ဖြစ်မယ်လို့ထင်ခဲ့ကြပါတယ်။အနာသိန်းစစ်တကနှစ်ပေါင်းများစွာဖိနှိပ်မှုအတွေ့အကြုံတွေလက်နက်အင်အားတွေနဲ့ဆိုတော့ခြုံဖို့မဖြစ်နိုင်ဘူးလို့ယူဆပြခဲ့ပါတယ်။1988ခုနှစ်နဲ့2009ခုနှစ်တုန်းကအုံကြွမှုတွေလိုပဲ2021ခုနှစ်အစောပိုင်းမှာဖြစ်တဲ့အနာသိန်းဆန့်ကျင်စင်တာပြပွဲတွေကိုလည်းရရဆက်ဆက်နှိမ်နှင်းခဲ့ကြပါတယ်။ ဒါပေမဲ့၄နှစ်အကြာမှာတော့မြန်မာတော်လင်းအင်အားစုတွေက ထင်ထားတာနဲ့ဆန့်ကျင်ပြီးစစ်တပ်ကိုအရှုံးတိုင်းရင်ဆိုင်နေရတဲ့တိုက်ပွဲတွေကိုတွန်းပို့နိုင်ခဲ့ပါတယ်။ဘိုးရှုပ်ကံမှုကင်းပြီးလိုက်လျောညီထေရှေ့ရဲ့တော်လင်းအင်အားစုတွေစီစစ်တပ်ကနေမြေအများပြားလက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။၂၀၂၃ခုနှစ်နောက်ပိုင်းမှာလူမျိုးစု လက်နက်ကင်တော်လင်းအဖွဲ့ ERO တွေရဲ့ပူပေါင်းထိုးစစ်ဆင်မှုတွေကစစ်တပ်ရဲ့ဗျော်မြောက်နေရာတွေကိုရှုတ်ဖြတ်နိုင်ခဲ့ပြီး၂၀၂၄ခုနှစ်မှာတော့ တော်လင်းအင်အားစုတွေကစစ်တပ်ရဲ့အမာခံတက်ကန်ဖြစ်တဲ့နေပြည်တော်ကိုတောင် ရှီတက်နေကြပါပြီဒီလိုခုခံနိုင်စွမ်းကမြန်မာဒီမိုကရေစီလမ်းစားပွင့်လာတဲ့2010တဲ့ကနေ2021ခုနှစ်ကစပြီးပြည်သူတွေစစ်မြေပြင်နဲ့တော်လင်းသဘောတဘွားပြောင်းလဲလာတာကနေပေါက်ဖွာလာတာဖြစ်ပါတယ်အရင်အပြောင်းလဲနေတဲ့မတူပဲလက်ရှိတော်လင်းက၅အုပ်တုံးနဲ့တူပါတယ်ဘ ਹੁ ရှုပ်ကံမုံကင်းပြီးတဟဇာရရှိရာကြောင့်တစ်ချက်တည်းနဲ့ရှင်မုံဘုံမဖြစ်နိုင်ပါဘူး ဲ့ဒါကအရှင်ကိုထိမ့်သိမ့်ဖို့ခေါင်းဆောင်မှုကိုအလှဲကျလုပ်နေတဲ့ငန်းပြန်တအုံနဲ့လည်းတူပါတယ်ဒီပုံတွေကားရှက်မရှိတဲ့ဖွေးစည်းပုံကဗယံပဒါဖြစ်တယ်ဆိုရဲယူဆချက်ကိုဗျူဟာမြောက်အတာကျဲအဖြစ်ပြောင်းလဲပေးလိုက်ပြီးတော်လင်းအင်အားစုတွေကိုအဆက်မပြတ်ဖိအားပေးနိုင်တဲ့တရုတ်လိုအင်အားကြီးနိုင်ငံတွေရဲ့ပြင်ပရှည်လေမုံကိုလည်းခုခံစေနိုင်ပါတယ်ဗဟိုရှုပ်ကံမှုကင်းပြီးသဟာဇာရာဖြစ်တဲ့တော်လင်းမြန်မာမျိုးတော်လင်းကတသမတ်တဲ့အုပ်ချုပ်မှုမရှိဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF လူမျိုးစုလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ERO ဒေသခံပြည်သူစစ်တွေနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ရောထွေးနေရာကြောင်းအစိတ်စိတ်အမော်မော်ပျို့ကွဲနေတယ်လို့ထင်ရပါတယ်။ဗဟိုအစိုးရအောက်မှာစစ်ရေးခုခံမှုတွေလုပ်နေတဲ့ယူကရိန်းနဲ့မတူဘဲမြန်မာစစ်အာဏာရှင်ဆင့်ကျင်ရေးအဖွဲ့တွေမှာကောင်းဆောင်တယောက်တည်းရုံချုပ်တစ်ခုလည်းမရှိပါဘူး။ဒါပေမဲ့ဒါကအနိရှက်စွာထက်အာတာချက်ပါပဲ။ငါးအုပ်တွေလိုပါပဲ။အဖွဲ့အစည်းတွေက တပိုင်းတစားဆောင်ရွက်နေပေမဲ့ဘုံကြီးမှန်းချက်ဖြစ်တဲ့ဆင်အာနာရှင်ဖြုတ်ကြပြီး Federal Democracy နိုင်ငံထူထောင်ဖို့ထောက်လှမ်းတဲ့တင်းတွေအရင်အမြင့်တွေမျှဝေကြပါတယ်။ဒီဘုံရှုပ်ကံမုံကင်းတဲ့ပုံစံကအတကြအများကြီးရှိပါတယ်။ပထမတစ်ခုက အာနာရှင်တွေကတော်လင်းကောင်းဆောင်တွေကိုဖိရှားမဲ့ဆွင့်တောင်းတယောက်တည်းဟုတ်မနေပါဘူး။တက်မှုတယောက်ကိုလှုပ်ကြံတာပဲဖြစ်ဖြစ်ဖမ်းဆီးရပဲဖြစ်ဖြစ်ဒီလှုပ်ရှားမုံကိုအကြီးအကျယ်မထိခိုက်စေပါဘူး။ဒုတိယတစ်ခုက ဘ ਹੁ ယုံကျုပ်ရှိမနေတာပါတော်လင်းအဖွဲ့တွေကဒေသအများအပြားမှာဖြန့်ကျက်ထားတော့ကြေပြန့်တဲ့ထိုးစစ်တွေဆင်နွှဲဖို့ခက်ခဲပါတယ်တာဒီယာတို့ကစစ်မြေပြင်အခြေအနေနဲ့တော်လင်းသဟဇာရဖြစ်မှုကိုမြင့်တက်စေပါတယ်ရှေ့လန်တို့ခုနှင်းသွားတဲ့အခါနောက်တစ်ခုမှာတိုက်ခတ်မှုနဲ့တွန်းမြင့်ပြီးအနာရှင်ကိုဝရုံသုံးကားဖြစ်အောင်လှုပ်ဆောင်နိုင်ပါတယ်ဒီဖွဲ့စည်းပုံကတော်လင်းကိုကြာရှည်စွာလှုပ်ရှားနိုင်စေပြီးအနာရှင်ရဲ့လက်နက်အင်အားနဲ့အရင်အမြစ်တွေအသာစီးရနေရကိုနေပါစေပါတယ် ငန်းပြန်တပွဲတက်ရောက်မှုအင်အားကြီးအုပ်စုတစုကိုပဲမှခုနေရတဲ့အစင်လာနဲ့မတူပဲမြမတော်လင်ကြီးကစစ်မြေပြင်အခြေအနေပေါ်မူတည်ပြီးကောင်းဆောင်မှုလေပတ်နေတဲ့ငန်းပြန်အုပ်ပုံစံကိုသုံးပါတယ်ကောင်းဆောင်မှုလှိုင်းလေးလိုင်းရှိပါတယ်နံပါတ်1 NUG နဲ့ PDF တွေအမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော်လင်အစောပိုင်းကာလတွေမှာနိုင်ငံရေးလက်ညှိုးမှုတွေပေးခဲ့ပြီး PDF တွေကမြို့ပြပျောက်ကြားတိုက်ခတ်မှုတွေစတင်တာကအနာရှင်ရဲ့ထိန်းချုပ်မှုကိုအနှောင့်အယှက်ဖြစ်စေပြီး ိုပြီးပြင်းထန်တဲ့ထိုးစစ်ကိုဖန်တီးပေးခဲ့ပါတယ်။နံပါတ်1လူမျိုးစုတော်လှန်ရေးတပ်ဖွဲ့2023ခုနှစ်အောက်တိုဘာလမှာတရားမျိုးသားလက်မျိုးရေးတက်မတော် TNL မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တက်မတော် MNDA နဲ့အာခတ်တက်တော် AA တို့ကတက်သူများနှစ်ခွင်ဆစ်စင်စတင်ခဲ့ပြီးချန်ပီယံရဲ့မြောက်ပိုင်းအဓိကမြို့တွေစစ်ရှေ့ဆိုင်စခန်းတွေနဲ့ကုန်သွယ်လမ်းကြောင်းတွေကိုတင်ပိုက်ခဲ့ပြီးစစ်အာဏာရှင်ကိုပြင်းပြင်းထန်ထန်ထိုးနှက်ခဲ့ပါတယ်။နံပါတ်3အာခတ်တက်တော် အခါတက်တော် A ကရခိုင်ပြည်မှာပြင်းထန်တဲ့ထိုးစစ်စတင်ခဲ့ပြီးနေမြေရီပုံပုံတင်ပိုက်နိုင်ခဲ့တာကစစ်တပ်ကိုဆုတ်ခွာစေခဲ့ပါတယ်။ဒါကတော်လင်းရဲ့ပြောင်းလဲပြင်လဲနိုင်တာကိုတက်တေပြခဲ့ပြီး မတူညီတဲ့အဖွဲ့အစည်းတွေက မတူညီတဲ့အရှင်တွေမှာပူးဆောင်ခဲ့တာကိုပြနေပါတယ်။နံပါတ်၄မျက်နှာစာပေါင်းစုံက ERO တွေထိုးစစ်2024ခုနှစ်အစောပိုင်းမှာကရှင်လက်လက်ရေးတက်မတော် KIA ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF ကရင်အမျိုးသားလွတ်မြောက်ရေးတက်မတော် KNLA နဲ့ ရှင်းလူမျိုးစုလက်နက်ကိုင်ဖွဲ့ရအပါဝင်အဓိက ER ကိုအလုံးနီးပါးကစစ်ဆင်ရစတင်ခဲ့ကြပါတယ်။ဒီမျက်နှာစာပေါင်းစုံဒီမှာကဆက်အနာကိုဝင်ပြီးစီတော်လည်းဆိုဒီပြော်နဲ့ပုံပုံကိုပြသရပါတယ်။ဒီအလဲကြကောင်းဆောင်မှုကစစ်ပန်းမှုကိုကာကွယ်ပေးပြီးအစမပြတ်ဖိအားပေးမှုတွေနဲ့အဖွဲ့အစည်းတစ်ခုခုလွှမ်းမိုးတာကိုပါတသီးပိတ်ကအထူးသဖြင့်တရရဲ့ပြင်ပရှင်လေမှုကနေခန့်နိုင်ရင်ရှိစေပါတယ်။ဒီအလဲကြကောင်းဆောင်မှုအောင်မြင်တာကငန်းတွေလိုပဲ။ အဖွဲအလုံးကသူရဲ့စုပေါင်းဥတီဂျန်နဲ့ပန်းတန်ကိုရှင်းရှင်းလင်းလင်းနားလည်ထားလို့ပဲဖြစ်ပါတယ်။ဒါဆိုစေအုပ်စုဘာလို့ရှုံးနေနေရလဲ။စေအုပ်စုတက်ဖွဲ့တွေရေချက်ပြောက်ပြီးမကြုံစုဘူးဘက်ပြောင်းတာတွေနဲ့အစုလိုက်အပြုံလိုက်လက်နက်ချတာတွေကသူတို့မှာဥတီဂျန်နဲ့စီလုံးညီညွတ်မှုမရှိတာကိုပြသနေပါတယ်။မြန်မာစစ်တပ်ဟာအခုဆိုရင်မရက်တည်နိုင်တဲ့အနေအထားကိုရောက်နေပါပြီ။အရင်တော့ကအုံကြွမှုနေနဲ့မတူပဲ ဗဟိုချက်မရှိတဲ့တနင်္ဂနွေလုံးအတိုင်းအတာနဲ့ပုံငယ်မှုကိုရင်ဆိုင်နေရပါတယ်။သူရဲ့တင်းကျပ်တဲ့အစဉ်စဉ်အုပ်ချုပ်မှုထက်တဟဇာရရှိရှိကွင်ရဲ့ချိတ်ဆက်ထားတဲ့တွလင်းအင်အားစုတွေနဲ့စစ်အာဏာရှင်အုပ်ချုပ်မှုခစ်ကိုပြန်မသားရှင်တဲ့မျိုးစစ်တိုက်ခိုက်ရေးသမားတွေနဲ့ရင်ဆိုင်နေရပါတယ်။တရုတ်ကအစပိုင်းမှာနှစ်ဖက်စလုံးကိုစောင့်ကြည့်နေပြီးနောက်ပိုင်းမှာစစ်အာဏာရှင်ကိုထောက်ခံလာပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းအမျိုးတော်ဖြစ်တဲ့လာရှုံမြို့ကို2024ခုနှစ်ဩဂတ်လမှာစစ်တပ်ကလက်လွှဲလိုက်ရပြီးနောက်မှာဘီဂျင်းက MNDN နဲ့ TNL လိုမြောက်ပိုင်း ERO တွေကိုစုခွာဖို့ဖိအားပေးခဲ့ပါတယ်။ဒါကမြောက်ပိုင်းမှာအရှင်ကုန်နှစ်ကွဲစီပေမဲ့ဗဟိုရှုပ်ကံမုံကင်းတဲ့တော်လင်ရေးကြောင့် AA KNDF KIN နဲ့ KNL လိုမျိုးတခြားအဖွဲ့တွေကတခြားနေရာတွေမှာတိုက်ခတ်မှုတွေကိုတွန်းမြင့်နိုင်ခဲ့ပါတယ်။တရွေအဓိကအခြေခံအဆောက်အအုံစီမံကိန်းတွေအများအပြားကအခုဆို တော်လင်းတပ်ဖွဲ့တွေရဲ့ထိန်းချုပ်နေမြေတွေထဲမှာရှိနေပြီးလှုပ်ရှားမှုအပေါ်ဘီဂျင်းလွှမ်းမိုးမှုကိုကန့်သတ်ထားပါတယ်။တချိန်တည်းမှာပဲ US ASEAN နဲ့ဒေသတွင်းနိုင်ငံတွေကမြန်မာတော်လင်းအင်အားကြီးထွားလာမှုကိုအတိအမှတ်ပြုပေမဲ့တတိထားနေကြဆဲဖြစ်ပါတယ်။ရှစ်ဆရာမဲ့လန်ကဖရက်အနာဂတ်စီတို့လားမြန်မာတော်လှန်ရေးကပုံကရင်စီမင်းတွေကို ပြန်ရင်းနေပါတယ်။စင်ခုံမှုတွေကျန်နေသေးပေမဲ့လွမြောက်နေမြေတွေမှာနှိမ့်နံအုပ်ချုပ်မှုမတူညီတဲ့နိုင်ငံရဲ့အကျိုးစီးပွားတွေကိုစီမံခန့်ခွဲမှု စေအနာရှင်အလွန်တင်ငင်ရဲကိုအာမခံမှုစတဲ့သူရဲ့လက်လျောညီထေရှိရဖွဲ့စည်းပုံကဗျူဟာမြောက်အတာချက်ကိုပေးနေပါတယ်။နေပြောကြဆုံးတာကဖြန်းစစ်စင်မဟုတ်ပေမဲ့စစ်အာဏာရှင်ကအရင်ကထက်ပြောင်းလဲပြင်လဲရှိရဆုံးဖြတ်ချက်ခံပါတဲ့စီလုံးညီညွတ်တဲ့လှုပ်ရှားမှုတစ်ခုကိုဆန့်ကျင်ပြီးရှုံးနေတဲ့တိုက်ပွဲကိုတိုက်ခိုက်နေရပါတယ်။မြမအနာကက်ကစစ်တပ်ရဲ့လက်ထံမှာရှိမနေတော့ပါဘူး။စစ်တပ်အောက်မှာမနေရှင်တဲ့သူတွေကမြမအနာကက်ကိုပုံဖော်နေရပဲဖြစ်ပါကြောင်း တင်ပြထားပါဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ